ကဲအားလုံးပဲမင်္ဂလာပါကဲအမျိုးသားသမားတွေခင်ဗျားတို့မောင်ပေါင်ဆိုတဲ့ကောင်ဒီတိုင်းလွတ်မထားနဲ့အခုလည်းအကြည့်ကယုံပြအောင်လုံနေပြန်ပြီတော့မောင်ပေါင်ဆိုတဲ့ကောင်ဘာလုံနေတယ်ထင်လဲနေပြီးတော့မှဗလီတစ်ခုလည်းစောက်နေတယ်ထင်တယ်ဗလီတစ်ခုလည်းစောက်တယ်ဆိုပြီးပြောနေတာလာရေကတော့ကျဲတယ်တဲ့လာရေကတော့ကျဲတယ်ဆိုပြီးလုံနေတယ်နော် ဘယ်သူမှဝင်ဝဲမပေးဘူးဗလီတကူဗလီကို9ရေကတော့ကျဲတယ်နှလုံးတော်ဆိုစောင့်နေတယ်ဆိုပြီးတော့ဝါရတိုက်ပြီးတော့စုပမှုဖြစ်အောင်လုပ်နေတာမောင်မောင်အမမဗီဗလီတကူလည်းစောက်တာမဟုတ်ဘူးခရစ်ယာန်ကျောင်းလည်းစောက်တယ်အကုန်လုံးစောက်တယ်အဲ့ဒါတွေကတရားဝင်ခွင့်ပြုထားတာဥပဒေနဲ့ညီတရားဝင်ခွင့်ပြုထားတာအကုန်လုံးကလွတ်လပ်စွာယုံကြည်ကိုယ်ခံခွင့်ရှိတယ်ခရစ်ယာန်ကျောင်းလည်းစောက်တာပဲအကုန်လုံးစောက်တာပဲ ။နောက်ဗလီတခုတည်းစောက်တော်လိုလိုနဲ့မောင်မောင်ကပြည်သူတွေကိုစူပူအောင်လုပ်နေတယ်။မကြခင်မှာမောင်မောင်မြန်မာနိုင်ငံပြန်လာလိမ့်မယ်။မကြခင်မှာအဲ့ကောင်မြန်မာနိုင်ငံပြန်လာလိမ့်မယ်။ထိုင်းကိုလည်းရောက်မယ်လို့ပြောတယ်။နော်။အဲ့ကောင်လိုက်လွင်လာတယ်။ထိုင်းလည်းရောက်မယ်ပြောတယ်။နော်။မြန်မာနိုင်ငံကိုလည်းလာရင်ရောက်ရင်ရောက်မယ်လို့ပြောတယ်။အဲ့တော့တလောကဒီကောက်တရားဆွဲမဲ့ဆိုပြောရတဲ့ကောင်မလေးဒီတိုက်ထိုင်မနေနဲ့เนาะအဲ့ကောင်စောင့်ကြည့် အဲ့ကောင်ရောက်အောင်ဆွဲစီအောက်တန်းစားပြောင်ကြည့်လိုင်းမော်တက်ပြီးတော့စူပူအောင်လုပ်နေတယ်ပြည်သူတွေအေးချမ်းချမ်းနေအောင်မစင်စားဘူးအောက်တန်းစားသရောင်းစားပြောင်ကြည့်အလို့မသားဦးမေကူလို့ဖင်လန်မှာအေးစေးမနေဘူးနိုင်ငံတော်မစူပူစူပူအောင်လုပ်နေတယ်အဲ့ကပြောင်ကြီးမင်းငါနဲ့လွတ်အောင်နေတော့ပြောင်ကြီးမင်းတောင်းမှန်သူလိုလိုယိုကျိုးသူလိုခွင့်လွတ်ပါရီပါရီညာရီမင်းပြောမနေနဲ့ တရားမင်းစီးပွားရေးလမ်းကြီးစီးပွားရေးသွားခြင်းစီးပွားရေးသွား follower ရှာ viewer ရှာပြီးပတ်စံရှာမနေနဲ့အမေ तू ကစင်ကြေတောင်ပေးလိုက်သေးတယ် तू ရဲ့ video file တွေကို तू ကနိုင်တနိုင်လောက်လွှင့်နေတယ်ပြီးရင် तू ကပြန်မတင်ပါဘူးတဲ့အဲ့လေတခြားလူတွေကဖျက်ညက်ကလှုပ်ပြီးတင်တာပါတဲ့မင်းတို့ဘသူကမေးလို့မင်းကအဲ့ဒါကြီးရှောက်ဖြေနေတယ်မင်းတို့မလုံမလဲနဲ့ဘာတွေမဖြစ်နေမင်းစီးပွားရှာရှာတယ်ပေါ့ဟမ် ပြည်သူတွေကိုမဆူဆူအောင်မေ့လို့စီးပွားရှာရင်ရှာတယ်ပေါ့မင်းကြောင့်လူတိုင်းသိတယ်နော်မြန်မာနိုင်ငံမေးပြန်လာခဲ့မင်းကိုဆွဲစားပါမင်းကိုဆွဲစားမှာအမဟုတ်တနေ့ကတရားဆွဲထားတယ်ဆိုတဲ့ကောင်မလေးအဲ့ခွေးသားပြန်လာတော့မယ်နော်အဲ့ခွေးသားပြန်လာတော့မယ်အဲ့ခွေးသားကိုရအောင်ဆွဲစားဖင်လန်မောင်မောင်ပြောင်ကြည့်အောက်တန်းသားအမမောင်တွေ့ပြောလိုက် 挺热的呀，太塞那里路。